ရခိုင်ပြည်စစ်တွေမြို့မှာစစ်နရဲခါတွေတည်ဆောင်လာတတ်တဲ့တင်းဘောတွေဟာမိုးတွင်းကာလမှာရာသီဥတုကြောင့်အချိန်ကာလအတန်ကြာတဲ့အထိမရောက်လာမှာကိုစိုးရိမ်တယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ရခိုင်ပြည်မှာ2023ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့တကြောပြန်တိုက်ပွဲကြောင့်စစ်ကောင်စီဟာဖြက်လေးဖြက်ပြုတ်လောက်ထားခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်ဧပြီလလောက်မှစတင်ကစစ်ကောင်စီဟာရန်ကုန်ကနေစစ်တွေကိုကုန်တင်တင်ပေါ်တွေကိုစတင်ပြေဆွဲခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒေတာခန်တွေဟာကုန်တင်သင်းပိုးတွေရောက်မှစံပါဝဲတခြားသောစားသောက်ကုန်တွေကိုစားသုံးလို့ရတာကြောင့်မိုးတွင်းကာလမှာရာသီဥတုကြောင့်ကုန်တင်သင်းပိုးတွေမရောက်လာမှာကိုစိုးရိမ်ကြောင်းဒေတာခန်တို့ကပြောပါတယ်။ဆရာမချောက်မဟုတ်ဘူးဒီသင်းပိုးဒီမိုးတွင်းအတွက် တင်မောတွေမဝင်ဖြစ်ဘူးဆိုတော့ရှားမှာပေါ့အခုကအဲ့ဒီတင်မောတက်လာတဲ့ဆန်တမျိုးတည်းပဲစားနေရတာလေဒီဘက်ကဆန်တွေဖတ်မှမထွက်တာဒီဒီတစ်ခေါက်တော့ကြာသွားတယ်ဒါနဲ့အခုဒီတစ်ခေါက်ကမကြာဘူးပထမတစ်ခေါက်ကြာတာပထမတစ်ခေါက်က၃လလောက်ကြာသွားတယ်ဒီကပထမနဲ့ဘာနဲ့ညာနဲ့မုန်တိုင်းရှိတယ်လို့ဘာညာလို့လို့လည်းလေအဲ့ဒါခွင့်မပေးဘူးဆိုပြီးတော့သွားခွင့်မပေးမုန်တိုင်းရှိလို့ဆိုပြီးတော့အဲ့မှာလလလောက်တော့ကြာသွားတယ်တင်ပေါ်မရောက်တဲ့အခါတွေမှာဆန်အပါဝင်ကုန်စင်နှုတ်တွေဟာဈေးမြင့်တက်ခဲ့ပြီးပြီးခဲ့တဲ့အခါတင်ပေါ်မရောက်ခင်တုန်းက စံတွေဝယ်မရဖြစ်ခဲ့ကြကြောင်းသိရပါတယ်။အဲ့ဒီလိုဝယ်မရဖြစ်တာဟာစံတွေမရှိတာကြောင့်မဟုတ်ပဲစံဆိုင်တွေကနောက်ထပ်တင်းပေါ်ဘယ်အချိန်ရောက်လာမလဲမသိတာကြောင့်မရောပဲတူလုံထားကြတာတွေကြောင့်ဖြစ်တယ်လို့လဲဒေတာခန့်တွေကဆိုပါတယ်။တင်းပေါ်ရောက်လာတဲ့အခါမှာတော့ကုန်စင်းလုံးတွေကပြန်ကျသွားတတ်တယ်လို့လဲသိကြပါတယ်။အဲ့ဒါဆိုင်ကြီးကဆိုင်နှမျိုးရှိရပေါ့အညက်တမျိုးအကောင့်တမျိုးရှိတဲ့အမထမှာတော့ အဲ့ဒါကအစားဆုံးပြီးများတော့အဲ့ဒီသင်းမောတွေပြန်သင်းမောရောက်လို့ရှိရင်ရောက်ကြဆောင်နဲ့ဝယ်ဝယ်ဝယ်ကြတယ်။ဆိုင်တွေဝယ်တယ်၊ရောင်းဖားတဲ့လူဝယ်၊ရောင်းမဲ့လူဝယ်တယ်၊ရောင်းဖို့တဆောင်တဲ့လူဝယ်တယ်။ဒီသင်းမောမလာတော့ဘူးဆိုထုတ်ရောင်းတယ်၊ပြီးတက်တယ်။ဆံမရှိဘူးဆိုပြီးတော့ဆိုင်ဆိုင်တွေမှာတွားဝယ်ဆံမရှိဘူးပေါ့နော်။အပြင်ဆိုင်တွေမှာဝယ်လို့ရတယ်၊ကြီးကြီးတယ်။ပေါ်ဆမ်းမွေးကတိတ်သေးမတက်ဘူး။ဒီပေါ်ဆမ်းမွေးလက်တိတ်ဖားတဲ့လူမရှိဘူး။၂၀၂၃ခုနှစ်နိုဝင်ဘာလကစတင်ခဲ့တဲ့တကြော့ပြန်တိုက်ပွဲဟာ အခုဆိုတစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီးဒေတာခန့်လူထုတွေဟာကုန်စည်နှုန်းမြင့်တက်မှုအစားအသောက်နဲ့စေဝါရှာပါမှုအလောက်ကန်ရှာပါမှုဖြင့်ပညာရွေးချုပ်ရွေးမှုတို့နဲ့ပါရင်ဆိုင်နေကြရပါတယ်လက်ရှိမှာတော့အာရခတတ်တော်ဟာတိုက်ပိုက်ဖို့ကြံရှိတဲ့မြို့သုံးမြို့ထဲကမှကြောက်ဖြူမြို့ကိုထိုးစစ်ဆင်တိုက်ခတ်လျက်ရှိနေတာပါ thank you